နမ်းမြိုင်စည်းဝိုင်းထဲမဝင်ခင်သူမရဲ့နောက်ကနေတစိကြီးနှကောင်ပေါ်လာပြီးနမ်းမြိုင်ရဲ့လက်တွေကိုဆွဲကာအနောက်ဘက်ကိုလွှဲခေါက်သွားခဲ့ပါတယ်ဟာသွားပါပြီကွာဘယ်လိုလုပ်ကြမလဲဘယ်လိုလုပ်ရမလဲလိုက်ကြတာပေါ့သူလည်းအသက်တချောင်းပဲလေစိန်ခဲရွှေခဲနဲ့ဧကရီတို့တောင်းရနမ်းမြိုင်နောက်ကိုပြလိုက်သွားကြပြီကြံခဲတဲ့ဦးလေးတုံးကတော့တက်ပြင်းတစ်ချက်ချာကမတက်နိုင်ဘူးအဖို့ရမလားလို့သူတို့ခေါ်ပါ ငါလည်းသူတို့နောက်လိုက်ရတော့မှာပဲအားလုံးပဲမင်္ဂလာပါရှင်ဧကရစ်အတွဲနှင့်အပိုင်လေးလေးနဲ့တူ channel လေးကနေပြန်လဲကြည့်ဆိုလိုက်ရပါတယ်ဒီနေ့တင်ဆက်ပေးမယ့်အပိုင်လေးမစားတင်ခင် channel လေးကို subscribe လေးနှိပ်ပြီးတော့ VPN လေးခက်မိကြည့်ပေးဖို့မြစ်တာရက်ခိုင်းချင်ပါတယ်ရှင် ကနေနမ်းမြရဲ့အော်တန်ကိုကြားလိုက်ရတော့အေဂရစ်တို့လည်းအတန်လာရဘက်ကိုပြေးသွားခဲ့ကြပါတယ်။ဒါပေမဲ့နေရာကိုရောက်တဲ့အခါမှာတော့နမ်းမြရဲ့မပြောနဲ့တောတတဝါတခေါရဲ့အစာအနာကိုတော့မတွေ့ရပါဘူး။ပဝင်ကြီးတစ်ခုလုံးလည်းအကြတဲ့တော်မကြားရတဲ့ထိတိတ်ဆိတ်ငြိမ်သက်နေပြီ။ဘေးပပတ်လည်းမှာတော့အပင်အိုကြီးတွေနဲ့ဝန်းရံထားပါတယ်။ဒီနေရာကိုတရဲတော့လို့ခေါ်တယ်။မင်းတို့ရဲ့တတိထားပြီးတော့နေကြ။ဦးလေးတွန်ကအေဂရစ်တို့ကိုတတိပေးလိုက်ပြီး အရှိကနေဦးဆောင်က လမ်းနည်းနည်းလျှောက်သွားကြပါတယ်။အဲဒီချိန်မှာပဲသူတို့အရှိကိုတဆေတကောင်ပြုတ်ကျလာပြီးတော့အဲဒီတဆေကတခြားသူမဟုတ်ပဲဦးလေးတော်ရဲ့ပျောက်ဆုံးနေတဲ့သားဖူးခေါင်ဖြစ်နေပါတယ်။ ဦးလေးတွန့်ဘက်ကိုခေါ်ဝင်လာတော့ဦးလေးတွန့်ကလည်းတောက်ဆိုင်မနေတော့ပဲတနက်နဲ့ပြစ်ထလာပြီး "तू ကငါ့ตาမဟုတ်ဘူး။တရေတကောင်ပဲ။ငါ့ตาတေွားတာကြာပြီ။မင်းတို့တွေခလေးမအောင်អော်ခေါ်ကြည့်လိုက်။နမ်းမြရေနမ်းမြရေမင်းအဲ့လိုခေါ်နေတော့ तू ကကြားမယ်လေလား။မင်းမအသက်ထွက်သွားမယ်။ငါ့တန်နဲ့ကုညီပေးရမယ်။ရွှေခဲကနမ်းမြိုင်ကြအောင်လို့អော်ဖို့လုပ်တဲ့ချိန်ကဲကြပါဦး။ကျမကိုကဲကြပါဦး။ကျမဒီဘက်မှာတစ်ဖက်ကနေអော်တန်တချို့ကို အေဂရစ်တို့ထွက်ကြလာရပါတယ်။အသက်လာနေတဲ့ဘက်ကိုတစ်ချက်လောက်အာယုံဆိုင်နှထောင်နေကြပြီ။ဒီဘက်ထင်တယ်။သွားရအောင်။အနာကိုရောက်တဲ့အခါမှာတော့သူတို့ကြော်ခိုင်းကရက်နေတဲ့နမ်းမြန်ကို တွေ့လိုက်ရပြီ။နမ်းမြန်ဒါပေမဲ့မတက်ရက်နေတာကနမ်းမြန်မဟုတ်ပဲအယောင်ဆောင်ထားတဲ့တစိမားတကောင်တာဖြစ်နေခဲ့ပါတယ်။ ယ်ကြပါဦး။ကျမကိုကယ်ကြပါဦး။ကယ်ကြပါဦး။ကျမကိုကယ်ကြပါဦး။ပြစ်ပြစ်လေတုံရောအကြိပါတဆေမကိုတနက်နဲ့ပြစ်လိုက်ကြပြီတဆေမကတော့အော်ဟဲရီမော်ရင်းနဲ့အပင်ပေါ်ကိုခုံတက်သွားခဲ့ပါတယ် နင်တို့ညီနင်တို့ဒီနေ့ဒီညမှာတိတ်ရမယ်တပည့်မော်ကတစေမားတွေပျောက်သွားတော့ပေဂရီတို့ရဲ့ပပတ်လယ်မြေကြီးတွေကနေတဆေတွေစုဖို့မပြောထွက်လာခဲ့ပါတယ်တဲ့များပါလားကွာတနက်နဲ့ပြစ်လို့မနိုင်ဘူးထင်တယ်အေဂရစ်လည်းတနက်နဲ့ပြစ်လို့မရမှန်းသိသွားတာကြောင့် ကာရာတဘောကိုရုပ်ပတ်ပြီးတနတ်ဘောကိုမှုန့်လိုက်ပါတယ်စိန်ခဲယော့မင်းတာနဲ့ပြည့်ငါငါဘာလို့ယော့ပါငါမှတခြားလောက်စရာတွေရှိသေးတယ်အေဂရစ်ကသူ့ရဲ့တနတ်ကိုစိန်ခဲစီလံပေးလိုက်ပြီးသူကတော့မြေကြီးပေါ်ဒုထောက်ကမြေမုတ်တချို့ကိုထုတ်ပြီးတော့ကာရာတွေရုပ်ဖတ်လိုက်ပါတယ် အဲ့မြေမုံနဲ့တဆေရေစီကိုပြစ်ထက်လိုက်ပြီးမြေမုံထိထွားတဲ့တဆေတွေကတော့နောက်ပြက်လဲကြကအပြည့်ပြည့်ချင်းနဲ့ကြောက်ွက်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲတဆေတွေဟာများတစ်ထပ်များလာတာကြောင့်ဦးလေးတွန်လည်းအေဂရိတ်ကိုကူညီပြီးတော့တဆေတွေကိုတနက်နဲ့ဝမ်းပြစ်နေခဲ့ပါတယ်ဆိုင်ခဲပြစ်လေအေဂရိတ်အွန်လိုင်းတော့မှပဲအသိဝင်လာတဲ့ဆင်ခင်ပါလေဒီလိုတွန်လည်းတဆေတွေစီကို တနတ်ချိန်ပြီးတော့ပြစ်ထုတ်လိုက်ပါတယ်။အေဂရစ်ကတနတ်မှာမမုတ်ထားတာကြောင့်တခါပြစ်လိုက်တာထိသွားတဲ့ဆေးတွေကအရေးပျော်ပြီးနောက်ဆုံးမှာတော့ကြောက်ွက်သွားခဲ့ပါတယ်။တဆေးတွေအားလုံးကုန်သွားပြီဆိုတော့မှတစ်ပင်တွေချားတဲ့ကနေအတန်တန်ထွက်ပေါ်လာပြီးဦးလေးတော်သွားကြည့်လိုက်တဲ့ခါမှာတော့လူကောင်းနဲ့မွေးခနာကိုရှိရဲ့မကောင်းဆိုးမတကောင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။မင်းတို့တွေတော့ကလေးမကိုတွားရှာကြ။ ငါဒီကောင်ရှင်းပြီးတော့လိုက်လာခဲ့မယ်ငါ့ကိုစိတ်မပူနဲ့ဟိုရပါမလားဦးလေးတုံးရတယ်မင်းတို့သွားကြတော့အီဂရစ်စင်ခဲနဲ့ရွှေခဲတို့လေဦးလေးတုံးကိုတရမနဲ့တူထားခဲ့ကနန်းမြတ်ကိုလိုက်ရောက်ဖို့ထွက်လာခဲ့ကြပါတယ်မနက်ဝေလီဝေလီနေရွက်ချိန်လောက်မှာတော့တစ်ပင်ကြီးတပင်ရအောင်မှာလဲကြကသတိလေးမေ့မြော်နေတဲ့နမ်းမြိုင်ကိုအေဂရီတို့တွေ့လာရပြီ ွေးထုတ်ပေးခဲ့ပါတယ်။နန်းညာတတိလက်လာတဲ့အခါမှာတော့တစိမားကိုနှိမ်နှင်းခဲ့တဲ့ဦးလေးတုံကလည်းအေဂရိုစီကိုပြန်ရောက်လာပြီးလျှောက်သားတော်ရဲမှာခရီးဆွထားခဲ့ကြပါတယ်။ဘလို့နေလဲနန်းညာ။မင်းတက်တာရလား။တခုခုဆိုရင်ငါ့ကိုပြောနော်။တက်တာပါတယ်။ငါ့ကိုကူညီပေးလို့နင်တို့ရဲ့အားလုံးကျေးဇူးအရမ်းတင်တယ်။ငါလေဒီလိုမျိုးတစ်ခါမှမကြုံဘူး။အရင်အောင်ကြောက်နေခဲ့တာ။ရပါတယ်။ကိုကြီးစိန်ခဲတော့ ဒီလောက်ကျေးဇူးလို့မတတ်မှာပေါ့။လိုရတာရှင်အေးစိတ်ပြောနော်။ဧကရီတယောက်လုံးရှိတယ်။တောအဆုံးကိုရောက်လာတဲ့ခါမှာတော့ဦးလစ်တွန်ကသူ့နေတဲ့ရွာကိုရောက်တော့မှဖြစ်လို့ဧကရီတို့ကိုနှုတ်ဆက်ရင်ကျေးဇူးတင်ကြောင်းလဲပြောနေခဲ့ပါတယ်။ရပါတယ်ဦးလီရဲ့။ဒါနဲ့ဒီနားမှာရွာရီစုံလား။လှုပ်စုံတာပေါ့ကွာ။မောင်ရင်တို့ကရောဘဲကိုဆက်သွားကြမှာတော့ဦးလေးအိမ်ဝင်ကြအောင်မလားလက်ဖက်ရည်လေးပါလေတောက်ပါပေါ့ဦးလေးသွန်မိလိုက်တော့မှာပဲ ေဂရစ်လည်းတခုခုတတိယသွားပြီသူ့အိုက်တဲကသူ့ဖိတ်ကြံခဲ့တဲ့အင်းဆာရွက်ကိုထုတ်ပြလိုက်တာဟိုးအပန်းမကြည့်ဘူးဆိုရင်ဒီအင်းဆာရွက်ကိုဥလေးတော်သိမလားလို့ဒီအင်းလားအင်းငါမသိပါနဲ့လူတယောက်စီမှာတွေ့ဘူးပဲဟုတ်လားဗျာဒါဆိုရင်ပြောစမ်းပါဦးဘဒုစီမှာလဲဥလေးနာမည်တော့မသိဘူးဒါပေမဲ့သူ့စီသွားလို့ရမယ်လမ်းတော့မင်းတို့ညွှန်မိလိုက်မယ် ။ဦးလေးတွန်ကတော့အေဂရစ်တို့ကိုအင်းဆောင်ရဲ့ရှိနိုင်တဲ့လူစီသွားမယ်လံကိုတေချာလေးပြောပြပေးလိုက်ပါတယ်။ကျေးဇူးပါဗျာ။ဒီတစ်ခါတော့အိမ်အလဲမလိုက်တော့ဘူး။နောက်တစ်ခါပေါ့။အေးကွာ။နောက်တော့ပြန်ဆောင်ကြတာပေါ့။မင်းတို့သွားချင်တဲ့ခီကိုအမြန်ရောက်ပါစေလို့ငါဆုတောင်းပေးတယ်။ကဲကဲ။ဒါဆိုငါလည်းပြန်တော့မယ်။တူရရောဘယ်လိုလုပ်မလဲ။ဒီရွာမှာပဲနေခဲ့မှာလား။ငါတို့နဲ့ဆက်လိုက်ပါလား။ရွှေခဲကနမ်းမြတ်မကိုလက်မိလိုက်တော့နမ်းမြတ်လည်းခဏလောက်စဉ်းစားနေပြီ။ ခုလိုက်လို့ရရဲ့လားကျမပါတော့ရှင်တို့ရှုပ်နေမလားလို့ကျမဒါမျိုးတွေမကြုံဘူးတော့ခဏခဏကဲနေရမှာဆိုရဲဒီတခါဆိုရင်တော့မကဲတော့ပြစ်ချလိုက်မှာဟုတ်တယ်မလားအေကွေမင်းလိုက်ချင်လိုက်ခဲ့လေသွားကြတာပေါ့အချိန်ကုန်လိုက်မယ်အမေဒီတခါတော့သူ့စစ်ကောင်နေပါလားခုခုတော့တခုခုပဲအေကွေကပါသူမအောင်လိုက်ခဲ့ဖို့လလလလခေါ်နေတာကြောင့်နမ်းမြဲလေးညင်းမနေတော့ပဲအေကွေရဲ့အနောက်ကနေ ရှုခဲနဲ့အတူတူလိုက်သွားလိုက်ပါတယ်။တကယ်လို့နိုင်မြိုက်သားတယောက်ထဲနေခဲ့ပြီးဆက်မလိုက်သွားခရင်သူမတယောက်ထဲတရေထက်ဆွဲတာခံရနိုင်တယ်လို့သူမရှာနေတဲ့အဖေကိုလည်းတွေ့နိုင်မှာမဟုတ်တော့ပါဘူး။အေဂရီတို့နဲ့လိုက်သွားတာကသူမအတွက်လုံခြုံပြီးအဖေကိုလည်းအမြန်ရှာတွေ့နိုင်မယ်ကြီးလမ်းပါပဲ။စိန်စို့လာပါနေတဲ့လက်ကွင်းပြင်ကြီးရဲ့အလဲမှာတငယ်ချင်းလေးယောက်ကတော့ရွေချက်တယောက်တစ်ခုစီနေတူတူခရီးစက်နေကြရင်နဲ့ဘေကရီအတွင်းနေတဲ့အပိုင်းလေးလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ နောက်ထပ်အပိုင်းတွေမှာရောဘာတွေဆက်ဖြစ်လာပြီးတော့အေဂရီတို့အဖွဲ့ကြီးဘလူတွေနဲ့ဆက်ပြီးတော့ကြုံရအောင်မလဲဆိုတာကိုတော့စောင့်မျှော်ပြီးတော့အားပေးကြပါအောင်ရှင်။အခုဖြစ်နေတဲ့တဘာဝဘေးအန္တရာယ်ကနေပြီးတော့အားလုံးလွတ်ကင်ပြီးတော့ကျန်းမာချမ်းသာပြီးတော့ဘေးအန္တရာယ်ကင်းကြပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။အားလုံးပဲကျန်းမာပျော်ရွှင်စရာနေ့ရက်လေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေ။